နေအောင်ကြီးကကောင်းကင်ထက်မှာအရှိန်ပြင်းပြင်းနဲ့တောက်လောင်နေပြီးကားမှန်ကိုထိုးပေါက်ဝင်ရောက်လာတဲ့အပူငွေတွေဟာအသားကိုဆက်ဖြင်းဖြင်းဖြစ်စေတဲ့နေလေခင်းတစ်ခုပေါ့တတဝေဟာသူမရဲ့အဝါရောင်တောက်တောက်ကားလေးရဲ့ဘဲဘက်ပြတင်းပေါက်မှန်ကိုအနှဲငယ်လျှော့ချလိုက်တယ်။အပြင်ဘက်ကလေးကအနှဲငယ်ဝင်လာပေမဲ့ကားလေးကပူလောင်မှုကိုတော့တိတ်မလျှော့ပါစေခဲ့ဘူး။ လူသွားလူလာရှင်းလင်းနေတဲ့ကတရာလမ်းမပေါ်မှာသူမရဲ့ကားလေးဟာဖြည်းဖြည်းမှန်မှန်နဲ့လှုပ်ရှားနေတဲ့ကားဆက်တန်သေးသေးက၆တွေ့ပြီးလေးလံထိုင်းမိုင်းနေတဲ့နေလေခင်းရဲ့တိတ်ဆိတ်မှုကို ဖြိုခွင်းနေတယ်လို့ပဲသူမဟာအလင်းမလို့ပါဘူး။ဒါကတာဝန်နဲ့တွားရတဲ့ခီးစဉ်မဟုတ်တလို့တရားဝင် အလုပ်ကိစ္စလည်းမဟုတ်ဘူး။သူမရဲ့တက်ရင်ကနေ ခွေယူထားတဲ့ကာလအတွင်းမှာအိမ်ထဲမှာပဲနေရတာပြည်ရင်ကြီးငွေလာလို့ခဏအပြင်ထွက်လာခဲ့တာသူမရွေးချယ်ခဲ့တဲ့လမ်းကအဓိကလမ်းမကြီးမဟုတ်ပဲမြို့စုံနယ်နမိတ်ကိုဖျက်ဖောက်ထားတဲ့လမ်းကျောတစ်ခုဖြစ်တဲ့ကားနှစ်စီးအေးအေးဆေးဆေးသွားနိုင်လောက်အောင်ကျဲပေမဲ့ရင်သွားလာတော့တိတ်မရှိဘူးလမ်းဘေးမှာလက်ဖက်ရည်ဆိုင်ငယ်လေးတွေနဲ့မုန်းဆိုင်လေးတွေကဟိုတစုဒီတစုနဲ့ခြောက်ကပ်နေတယ်ဆိုင်ပိုင်ရှင်တွေကတော့ဆိုင်ထဲမှာထိုင်ရင်းပင်မနှွန့်နေတဲ့မျက်နာတွေနဲ့ အပြင်ကိုငေးကြည့်နေကြတယ်တသက်ဝေကခန္ဓာကိုယ်နဲ့တသားတည်းကျနေတဲ့ကောင်းကင်ပြာရောင်တီရှပ်လေးနဲ့အနက်ရောင်ဘောင်းဘီရှီကိုဝတ်ဆင်ထားတယ်ပေါ့ပေါ့ပပဝတ်စားထားပေမဲ့သူမရဲ့လှုပ်ရှားမှုတိုင်းမှာတတိဝီရိယရှိရဲ့ဟန်ကအထင်းသားပေါ်လွင်နေတယ်သူမဟာ တာဝန်ချိန်မဟုတ်ပေမဲ့တတိရှိခြင်းဆိုတာကတော့သူမဘဝရဲ့အစိတ်အပိုင်းတစ်ခုလို ဖြစ်နေခဲ့တာကြအာဘီ သူမရဲ့လက်တွေက စတီယာရင်ကိုမြဲမြဲကင်ထားတယ်။ရင်ကြောစည်းကမ်းအမှတ်အသားတိုင်းကိုဂယုပြုတယ်။လမ်းစုံလမ်းခွာတိုင်းကိုတတိနဲ့ဖြတ်တန်းတယ်။ခုထီတော့ဘာမှထူးထူးခြားခြားမရှိသေးဘူး။သူမရဲ့ကားရှိန်ကလည်းခွင့်ပြုထားတဲ့နှုံအောင်မှာပဲရှိတယ်။ကားထဲကရေဒီယိုကတော့အတန်တိုးတိုးနဲ့ဖွင့်ထားပေမဲ့တသက်ဝေကတော့သူမရဲ့အတွေးတွေထဲကတိတ်ဆိတ်မှုကိုသာပိုပြီးခံစားနေမိတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာသူမဟာတက်ရင်ရဲ့ရှုပ်ထွေးမှုတွေသူမနဲ့အတူပါလာတတ်တဲ့တာဝန်ကြီးတွေကနေဝေးဝေးမှနေဖို့စ조사ခဲ့တဲ့ခဏတာဖြစ်ဖြစ်အနားယူခြင်းခဲ့တာဒါပေမဲ့တာမန်လိုနဲ့တည်ငြိမ်နေပုံရတဲ့ဒီလမ်းမပေါ်မှာပဲသူမမတိလိုက်ခင်မှာကြီးမားတဲ့ပြဿနာတစ်ခုရဲ့အစားဟာနောက်ထပ်လမ်းကွေးတစ်ခုမှာစောင့်ကြိုနေခဲ့တယ်။သူမရဲ့ကားလေးရှေ့ဆက်မောင်းနေနေပြီးတတဝေရဲ့အကြည့်တွေကတော့ရှေ့ကိုတဲတဲပဲစိုက်ကြည့်နေတယ်။ အဲ့ဒီနေ့လေခင်းမှာသူမရဲ့ခရီးလမ်းကအဲ့ဒီနေရာမှာမတည့်ရက်နေဖို့မသိတဲ့ယူနီဖောင်းဝတ်သုံးယောက်နဲ့送တွေ့ရလိမ့်မယ်လို့သူမကြုံမသိခဲ့ဘူး ကားလေးကလမ်းကွေးကနေထွက်လာကားဆောင်မှာပဲတသက်ဝေဟာလမ်းဘေးမှာရက်နေတဲ့ယူနီဖောင်းဝတ်အမျိုးသား၃ယောက်ကိုတွေ့လိုက်တယ်။သူတို့ဟာစောစောကသူမဖြတ်ခဲ့တဲ့ဆိုင်လေးတွေရဲ့ရှေ့တဲတဲမှာရက်နေကြတာ။သူတို့တွေကတယောက်ကလမ်းလေကောင်သားအထိထွက်လာပြီးကားကိုရက်ဖို့အတွက်ဘဲဘက်လက်ကိုမြောက်ပြပြီးပြက်သားတဲ့အမူအရာနဲ့အချက်ပြလိုက်တယ်။ ကျန်နှစ်ယောက်ကတော့နောင်နားမှာရဲ့ရင်ချင်းကပ်လာတဲ့ကားကိုစူးစိုက်ကြည့်နေကြတယ်စစ်စေးရေးကိဆိုင်ပုံမရှိဘူးတရားဝင်စစ်စေးမှုအမှတ်သားလည်းမရှိဘူးရဲသုံးယောက်ကနေပူကျဲကျဲအောင်မှာဒီအတိုင်းပဲရက်နေကြတာတသက်ဝေဟာချက်ချင်းပဲ break ကို ဖြည်းဖြည်းချင်းနှင်းပြီးကားကိုလမ်းဘယ်ဘက်ပေးမှာရက်လိုက်တယ်သူမပြတင်းပေါက်မှန်ကိုချလိုက်ပြီးရင်မောင်းဘက်ကိုချင်းကပ်လာတဲ့အညိုယောင်ယူနီဖောင်းဝတ် အမျိုးသားကိုကြည့်လိုက်တယ် သူမျက်နာကတင်းမာနေပြီးနှုတ်ဆက်စကားမဆို ရှင်းပြချက်မပေးဘဲမမကြီးကားကိုဘေးချရက်ပါလို့သာတာမန်လုံထုံးလုံးနီးထက်အမိန်ပေးသလိုလေတန်နဲ့ပြောလိုက်တယ်သူရဲ့နှစ်ယောက်ကလည်းကားကိုဝိုင်းရံလိုက်ကြတယ်ချင်းချောက်ချင်းတဲ့ပုံစံဒါမှမဟုတ်တခုခုကိုရှာဖွေနေတဲ့ပုံစံနဲ့ပေါ့စစ်ဆေးမှုအကြောင်းရှင်းပြတာမျိုးမရှိဘူးမင်္ဂလာပါလို့နှုတ်ဆက်တာမျိုးလည်းမရှိဘူးအရာအားလုံးကထူးဆန်းနေတယ်တသက်ဝေကတော့တိတ်ဆိတ်နေပြီးချက်ချင်းမေးခွန်းမထုတ်သေးဘူး သူတို့ဟာသူတို့တယောက်ချင်းစီကိုအကဲခတ်ကြည့်နေတယ်သူတို့ရဲ့အမူအရာက တရားဝင်စစ်ဆေးရေးတစ်ခုအတွက်တော့အယံပေါ်လျော့လွန်းနေတယ်ဒါပေမဲ့နောက်ပြောင်ကြည့်စေဖို့အတွက်တော့အယံကိုယုံကြည်မှုရှိလွန်းနေတယ်သူတို့တဲကတယောက်ကညာဘက်ခြမ်းကနေကားရဲကိုတောင်ချောင်းကြည့်နေပြီးအမားတစ်ခုခုကိုရှာနေတယ်လို့မျက်လုံးကိုမှေးစင်ထားတယ်တတဝေဟာတတိထားလိုက်ပေမဲ့သူမရဲ့မျက်နာမူအရာကတော့ ကိငိနေသေးပဲဒီအခြေအနေကိုခေါင်းအေးအေးနဲ့ကင်တွယ်ရမယ်ဆိုတာသူမသိတဲ့အထူးသဖြင့်သူမမှာတဲ့ရဲ့အမှတ်သားပါတစ်ခုမှမပါလာတဲ့အချိန်မှာပေါ့သူမကိုပိုပြီးတန်တရားဝင်စေတာကခါမှာညစ်ပတ်နေတဲ့ကြီးကအင်းကြီးဝတ်ထားတဲ့ကိုလုံးတုံတုံနဲ့လူတယောက်ကစကားဆက်ပြောလာတဲ့လေတန်ကကင်းမာနေပြီးဒီမှာနည်းနည်းစီကံဖောက်ဖျက်မှုရှိတယ်ဗျမမကြီးကောင်းကောင်းမွန်မွန်ပဲဖြည့်ရှင်းလိုက်ရအောင်နော်လို့ပြောလာတာပဲ သူပဲစည်းကမ်းကိုဖောက်ဖြက်တယ်လို့မပြောခင်မှာပဲတတ်တတ်ဝေကချက်ချင်းပြန်မဖြေဘူး။သူမဟာခရီးတစ်လျှောက်လုံးရင်စည်းကမ်းတစ်ခုမှမချိုးပေါက်ခဲ့ဘူးဆိုတာတေချာသိနေတယ်။ကားကိုတတ်မှတ်အရှိန်နဲ့မောင်းတယ်ခါပတ်ပတ်ထားတယ်လမ်းအမှတ်အသားနဲ့ဆိုင်းဘုတ်တွေကိုလည်းမကြော်ခဲ့ဘူး။ဒါပေမဲ့ယူနီဖောင်းဝတ်၃ယောက်ကတော့စက်ပြီးဖိအားပေးခြင်းနဲ့ပုံပဲသူ့ရဲ့ရင်ဘတ်အိတ်ပေါ်မှာဘာကျော်ဆိုတဲ့နာမည်ကိုမမလင်နေရတဲ့ကိုလုံးတုတ်တုတ်နဲ့လူက လက်ပိုက်ပြီးဆွဆွဲချက်တွေစတင်ထုတ်ပြောလာတဲ့မမကြီးစောစောကကားချိန်မြင့်မောင်းလာတာလားလို့သူကထောင်းပိတ်မိတဲ့လေတန်နဲ့ပြောတယ်တသက်ဝေးမဖြေခင်မှာပဲကားရဲ့ညာဘက်မှာရက်နေတဲ့ပိန်ပိန်ပါပါလူကဝင်ပြောတယ်ကျွန်တော်တို့တွေ့တယ်ဗျခါပတ်လဲမပတ်ထားဘူး တတ်တတ်ဝေကတော့တည်ငိမ့်နေသေးပဲသူမဟာကားမန်နောက်ကနေသူတို့တယောက်ချင်းစီကိုစိုက်ကြည့်နေတယ်ကျမခါပတ်ပတ်ထားတယ်ကားကိုလည်းတနာရီကီလိုမီတာ50ထက်ပိုမမောင်းဘူးလို့သူမကတည်ငိမ့်တဲ့လေတံနဲ့ပြန်ဖြေလိုက်တယ်သူတို့တယောက်မျက်နာတယောက်ခနာကြည့်လိုက်ကြပြီး တခြားအကြောင်းပြချက်တစ်ခုကိုအမြင်ရှာကြပြန်နေဒီတခါတော့သဘင်တူတူနဲ့အငယ်ဆုံးဖြစ်တဲ့မျိုးထက်ဆိုသူကသတင်းပေါက်နာကိုကတ်လာပြီးအတန်ကိုနှိမ့်ကာဆူးရှတဲ့လေတန်နဲ့အေးဆေးဆေးပြီးချင်ရင်တော့ဗျာဒီမှာပဲရှင်းလိုက်တာကောင်းတယ်အမမရှိတော့ဘူးပေါ့လို့ပြောလာတယ်။သူတို့ရဲ့အမူအရာကတာဝန်ထမ်းဆောင်နေတဲ့အစိုးရဝန်ထမ်းတွေနဲ့မတူပဲငွေညှိနေကြလူတွေရဲ့ပုံစံနဲ့ပိုတူနေတဲ့တသက်ဝေအတွက်တော့ ဒီလိုဖိအားပေးမှုကိုကြုံရတာပထမဆုံးအကြိမ်မဟုတ်ဘူးဒါပေမဲ့ကြွားချားချက်တစ်ခုရှိတယ်ဒီတစ်ခါမှာသူမဟာတာမန်ရဲ့သူတယောက်အနေနဲ့ပဲရှိနေတာယူနီဖောင်းမရှိဘူးတဲ့ရဲ့တက်တေခံကပြားမရှိဘူးသူတို့မြင်နေရတာက တောက်ပြောင်တဲ့ကားတစ်စီးကိုမောင်းနေတဲ့လှပတဲ့အမျိုးသမီးငယ်တယောက်ပဲဒါဟာသူတို့အတွက်အနိုင်ကျင့်ဖို့အကြောင်းပြချက်လုံလောက်ပြီးလို့ထင်နေကြတယ်။သူတို့ဟာအခြေအမြစ်မရှိတက်တေမရှိပဲဆွဆွဲချက်တွေကိုတစ်ခုပြီးတစ်ခုထုတ်ပြောနေကြတယ်။သူတို့ရဲ့ချင်းချောက်မှုနဲ့မောက်မာမှုတွေကအခြားသူတွေအပေါ်မှာတော့အောင်မြင်ခဲ့ဘူးမှာပဲယုတ်တိမတန်တဲ့ဆွဆွဲချက်တွေနဲ့ဖိအားပေးတဲ့ဝင်းကျင်တစ်ခုကိုဖန်တီးပြီးတဲ့နောက်မှာတော့သူတို့၃ယောက်ဟာသူတို့ရဲ့ရည်ရွယ်ချက်အမှန်ကိုစတင်ပြသလာကြတယ်။ သူတို့ထဲမှာအကြီးဆုံးဖြစ်ပုံရပြီးယုံကြည်မှုအရှိဆုံးဖြစ်တဲ့ရဲတက်ကျဘကျော်ကတတဝေရဲ့တရင်ပေါနာကိုပို့တိုးကတ်လာတယ်။သူ့လက်တစ်ဖက်ကိုကားမိုးပေါ်တင်ထားတယ်။သူ့ရဲ့ကိုနေဟန်ထားကအပေါ်စည်းကနေဆက်ဆန့်ကျင်တဲ့ပုံစံမျိုးသူကအနေငယ်ကိုင်းပြီးတရားဝင်အကြံပေးသလိုတတိပေးသလိုမဟုတ်တဲ့လေတံနဲ့စကားပြောလာတယ်။ ီလိုလုပ်ပါလားမမကြီးရကျွန်တော်တို့ရှင်းပေးလိုက်မယ်ဒါပေမဲ့အမြန်ပြီးသွားအောင်ကျက်နှစ်သိန်းလောက်တော့ပေးလိုက်ပေါ့ဗျာယုံထီလိုက်နေရရင်ရှုပ်နေမှာဆိုလို့ဒီမှာပဲရှင်းလိုက်တာကောင်းတယ်အဲ့ဒီစကားတွေကသူ့ပါဇက်ကနေအလွယ်တကူပဲထွက်ကြလာတယ်နေတိုင်းလုံနေကြအလုပ်တစ်ခုလိုပဲသူ့မျက်နာမှာအပြစ်ရှိတဲ့အရေးအယောင်မတွေ့ရဘူး ဆွဲဆောင်မှုရှိတဲ့ကမ်းလမ်းမှုတစ်ခုကိုပေးနေတယ်လို့မျိုးပြုံးတောင်ပြုံးနေသေးတယ်။သူ့ရဲ့နှစ်ယောက်ကလည်းမလန်းမကန်းမှာရက်ရင်သဘောတူတဲ့အမှုအရာနဲ့ကြည်နေကြတယ်။ဘာတွေဖြစ်နေလဲဆိုတာကိုဖုံးကွယ်ဖို့ဘယ်သူမှမစူးစမ်းဘူး။အရာအလုံးက တရားမဝင်သဘောတူညီမှုတစ်ခုလိုဖြစ်နေပြီးကားရဲကအမျိုးသမီးကပေးမလားဒုက္ခခံမလားဆိုတာကိုပဲရွေးချယ်ရတော့မယ့်ပုံစံမျိုးတသက်ဝေကအကျော်ကိုတက်တက်စိုက်ကြည့်လိုက်တယ်။သူမရဲ့မျက်လုံးတွေကမမိတ်မတုံမျက်နှာအမူအရာကတည်ငြိမ်နေတယ်။ဒီလိုကစားပွဲမျိုးကို သူမသိတယ်။သူတို့လိုလူတွေက တိတ်ဆိတ်တဲ့နေရာတွေမှာဖိအားပေးလို့ရမယ့်ပုံစံရှိတဲ့လူတွေကိုပြစ်မှတ်ထားလေးရှိတယ်။သူတို့ဟာအစိုးရဝန်ထမ်းဆိုတဲ့ယာရုကိုအတုံးချပြီးကုညီဖြည့်ရှင်းပေးမယ် ဒါမှမဟုတ်အရှုပ်ရှင်းမဖြစ်အောင်ဆိုတဲ့စကလုံးတွေနဲ့ဝိညာဉ်တာကို ဖုံးကွယ်ကြတယ်ဒါပေမဲ့တတဝေရဲ့စိတ်ထဲမှာတော့သူမဟာပတ်စံကို တွက်ချက်နေတာမဟုတ်ဘူးအချိန်နဲ့တီးခတ်နိုင်စွမ်းရဲ့အတိုင်းတာကိုတွက်ချက်နေတာဒါဟာစက်နှစ်သိန်းတောင်းတာထက် ပိုတဲ့ကိစ္စတစ်ခုဒါဟာအချိန်ကြာကြီးလွတ်ထားလို့ကြီးထွားလာတဲ့အမူအကျင့်ပြတ်ချစားမှုတစ်ခုပဲပြီးတော့အဲ့ဒီနေ့မှာပဲသူတို့ဟာမှားရွေးတဲ့ပြစ်မှတ်ကိုရွေးချယ်မိခဲ့ကြတယ် ဒါပေမဲ့သူမဟာစိတ်ကိုထိန်းထားသေးပဲစကားကြဲကြဲပြောဖို့ဒါမှမဟုတ်တုံ့ပြန်ဖို့အချိန်မတန်သေးဘူးအခုလောလီစဲမှာတော့ဒီလူ၃ယောက်ဘလောက်အထိကစားမလဲဆိုတာကိုသူမကြည့်ချင်သေးတယ်တတ်တဝေဟာတပြင်းတစ်ချက်ကိုဖြည်းဖြည်းချင်းချလိုက်ပြီးကားပြင်းပေါက်မှာမိနေသေးဖြစ်တဲ့ရဲတက်ကြက်ဗကြော်ဘက်ကိုလှည့်ကြည့်လိုက်တဲ့သူမဟာသူတို့ပေးတဲ့ဖိအားကိုဒေါသမထွက်သလိုသူတို့ကမ်းလမ်းနဲ့ငင်းချမ်းတဲ့နီလန်းကိုလည်းမရှာဖွေခဲ့ဘူး တင်းကြီးပေမဲ့ပြက်သားတဲ့လေတံနဲ့သူမကကျမဘာစီကမ်းမှမဖောက်ဖျက်ဘူးတကယ်လို့ကျမမားတယ်ဆိုရင်တရားဝင်တန်ကြီးဆောင်ဖို့ပြေစာထုတ်ပေးပါကျမလက်မပေးနိုင်ဘူးလို့ပြန်ဖြေလိုက်တယ်အဲ့ဒီစကားကြောင့်ပဝင်းကျင်ကအခြေအနေက ရုတ်တရက်ပြောင်းလဲသွားတယ်ဘာကျော်ကသူ့ကိုယ်ကိုအနှဲငယ်နောက်ဆုတ်လိုက်ပြီးသူ့ရဲ့နှစ်ယောက်ကတော့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်အရင်ကလိုအပြုံးတွေမရှိတော့ဘူး တသက်ဝေရဲ့လေတံကမကျေပေမဲ့သူမရဲ့ပြက်သားတဲ့သဘောထားကြောင့်သူတို့ဟာတာမန်မျိုးသမီးတစ်ယောက်နဲ့ရင်ဆိုင်နေရတာမဟုတ်ဘူးဆိုတာကိုသတိပြုမိသွားကြတယ်။ယူနီဖောင်းမပါပေမဲ့ သူမရဲ့စကားပြောပုံမှာငင်းဆန်ဖို့ခက်တဲ့ဩဇာအာဏာတစ်ခုပါနေတယ်ပိန်ပိန်ပါပါနဲ့အောင်မင်းဆိုသူကအခြေအနေကိုပေါ်ပါသွားအောင်ရင်းနှီးချင်အောင်ဆောင်တဲ့လေတန်နဲ့မမကြီးရဲ့ခက်ခက်ခဲခဲမလုပ်ပါနဲ့ကျွန်တော်တို့ကကူညီတာပါဒါပေမဲ့မမကြီးကဆိုအတင်းလုံးမယ်ဆိုရင်တော့ကျွန်တော်တို့လည်းလုပ်ငန်းစဉ်အတိုင်းဆက်လုပ်ရမှာပဲလို့ဝင်ပြောတယ် ကားရဲ့ညာဘက်မှာရက်နေတဲ့မျိုးထက်ကတော့စိတ်မသက်မသာဖြစ်လာတဲ့ပုံပဲသူ့ပဲလက်ကပခုံးပေါ်ကစကားပြောဆက်ကိုကစားနေတယ်တကယ်တော့သူတို့မှာစခန်းကိုဆက်သွယ်ဖို့ဒါမှမဟုတ်တရားဝင်လုပ်ငန်းစဉ်ကို တိုင်ကြားဖို့ရည်ရွယ်ချက်မရှိဘူးဆိုတာထင်ရှားနေပေမဲ့တတ်တတ်ဝေကတော့သူမရဲ့ရက်တီချက်ကိုမပြောင်းလဲခဲ့ဘူးသူမဟာပတ်စံအိတ်ကိုမဖွင့်ဘူးဈေးမစစ်ဘူးကြောက်ရွံ့နဲ့အရေးအယောင်လည်းမပြဘူးသူမရဲ့လက်တွေက စတီယာရင်ပေါ်မှာပဲရှိနေပြီး သူမရဲ့မျက်လုံးတွေကတော့ရှေးကလူရဲ့မျက်နာကိုမလွဲမရှောင်စိုက်ကြည့်နေတယ်ဒီလိုအခြေအနေမျိုးမှာ ပြက်သားမှုဟာအခြေအနေကိုပြောင်းပြန်လန်နိုင်တဲ့တစ်ခုရဲသောဘာသာစကားဖြစ်တယ်ဆိုတာသူမသိရဲသူတို့လိုလူတွေက ပြစ်မှတ်ကိုဖိအားမပေးနိုင်တဲ့အခါမှာတော့နောက်ဆုတ်သွားတာဒါမှမဟုတ်တိုက်ခိုက်လာတာဆိုတဲ့တုံ့ပြန်မှုနှစ်ခုပဲရှိတတ်တယ် တသက်ဝေရဲ့ပြက်သားတဲ့တုံ့ပြန်မှုကဥပဒေစိုးမိုးရေးဆိုတဲ့မျက်နှာဖုံးအောင်မှာဖုံးကွယ်ထားတဲ့ဒေါသကိုမီးထိုးပေးလိုက်သလိုပါပဲရဲဒုတက်ချက်မျိုးထက်ရဲ့မျက်နာကချက်ချင်းပြောင်းလဲသွားတယ်အရင်ကယုံကြည်မှုအပြည့်ရှိနေတဲ့သူ့မျက်လုံးတွေကအခုတော့ဒေါသရောင်တွေနဲ့တောက်လောင်နေတယ်ဘာသတိပေးချက်မှမရှိပဲသူကရင်မောင်းဘက်တကားစီကိုအမြန်လျှောက်လာပြီးကိုကိုကိုင်းကတသက်ဝေရဲ့ဘယ်ဘက်ပါးကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်တယ် တသက်ဝေရဲ့ခေါင်းကဘေးကိုအနှဲငယ်ရိုက်သွားလောက်အောင်ပြင်းထန်တဲ့ရိုက်ချက်ပဲပါရိုက်တန်ကကျေလောင်စွာထွက်ပေါ်လာပြီးတစ်ဖက်လမ်းကလက်ဖက်ရည်ဆိုင်သေးကလူအချို့တောင်လှည့်ကြည့်လိုက်ကြတယ်တသက်ဝေကတော့စကားတခွန်းမှမပြောဘူးသူမရဲ့ခေါင်းကရှေ့ကိုတက်တက်ပြန်ရောက်လာတယ်မေးရိုးတွေကတင်းမာသွားတယ်မျက်လုံးတွေကနီးရဲမလာပေမဲ့အကြည့်တွေကတော့အရင်ကထက်ပိုပြီးဆူးရလာတယ်စောစောကလေးကမဝင့်မရေဖြစ်နေတဲ့ရဲတက်သားအောင်မင်းကတော့ ဆိုင်နောက်ဘက်ကိုရှောက်သွားတယ်။အဲ့ဒီမှာအပင်တွေကိုရေလောင်းဖို့ရေထည့်ထားတဲ့ပုံးတစ်ပုံးရှိတယ်။သူကစကားများများမပြောဘဲအဲ့ဒီပုံးကိုယူလာပြီးကျန်းတဲ့အမူအရာနဲ့စတီယာရင်နောက်မှာထိုင်နေစေဖြစ်တဲ့တသက်ဝေစီကိုလှမ်းပတ်လိုက်တဲ့ရေတွေကသပင်မျက်နာနဲ့တသက်ဝေရဲ့ကိုပေါ်ပိုင်းကိုဆိုရွှဲသွားစေပြီးကောင်းကင်ပြာရောင်တီရှက်လေးကအရေပြားနဲ့ကတ်သွားစေတယ်။ရေဆက်အချို့ကကားရဲကိုတောင်ဝင်သွားတယ်။အဲ့ဒီလောက်ရက်က အဆက်ခွဲယုံတင်မကပဲရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနယ်ပယ်တဲကိုရောက်သွားခဲ့ပြီးလမ်းတစ်ဖက်မှာတော့ဆိုင်ကယ်သမားတွေကတယောက်ပြီးတယောက်ရက်တန့်လာကြတယ်သူတို့တွေကတချို့ကဖုန်းကင်မရာတွေကိုဖွင့်ပြီးအဖြစ်ပြက်ကိုအဝေးကနေဗီဒီယိုရိုက်ကူးနေကြတယ်တချို့ကရှေ့တိုးခြင်းပေမဲ့တရခန်တွေဝတ်ထားတဲ့ယူနီဖောင်းကိုတွေးတော့တုံဆိုင်နေကြတယ်ခြေနေကပူလောင်ပြီးအနေရခက်လာတယ်တချိန်တည်းမှာပဲ အချင်းပြည့်ရဲ့၃ယောက်ကတော့သူတို့ရဲ့ယုံကြည်မှုကပိုပြီးတိုးလာပုံပဲသူတို့ထင်နေတာကဒီနေ့ရဲ့သားကောင်ဟာအရင်ကသားကောင်လေးလိုပဲခုခံနိုင်မှာမဟုတ်ဘူးလို့ပေါ့သူတို့တိုက်ခိုက်နေတာကတာမန်လူတယောက်မဟုတ်ဘူးဆိုတာကို သူတို့မသိသေးဘူးရေနဲ့ပတ်ပြီးမကြခင်မှာပဲလူတွေကလမ်းဘေးကိုရောက်လာကြတယ်အများစုကတော့အနီးနားကလက်ဖေးရည်ဆိုင်တွေအိမ်လေးတွေကနေထွက်လာကြတာတချို့ကပားရိုက်တန်ကြားလို့ထွက်လာကြတာတချို့ကတော့ တောက်ပတဲ့အဝါရောင်ကားလေးကိုရဲသုံးယောက်ကကျန်းတန်းတဲ့အမူအရာနဲ့ဝိုင်းထားတာကိုမြင်ပြီးဆက်စုချင်းစိမ့်နဲ့ထွက်လာကြတာစောစောကအရှိန်လျှော့မောင်းသွားတဲ့ဆိုင်ကယ်သမားအချို့ကတော့အခုတော့လုံးဝရက်တန့်ပြီးသူတို့ရဲ့ဆိုင်ကယ်တွေကိုလမ်းဘေးမှာရက်ကအဝေးကနေကြည့်နေကြတယ်။လက်တွေကဖုံးတွေကိုကင်မြောက်ပြီးနေရာဆောင်ကနေရိုက်ကူးနေကြတယ်။အများစုကတော့တိတ်ဆိတ်စွာနဲ့ပဲရက်ကြည့်နေကြပြီး ဘာလို့ရမှန်းမသိဖြစ်နေကြတယ်ယူနီဖောင်းဝတ်ထားတဲ့သူတွေကရဲတွေဖြစ်တယ်ဒါမှမဟုတ်ရဲတွေနဲ့တူတယ်ဆိုတာကိုသူတို့သိတယ်တာမန်ပြည်သူတွေကတော့အစိုးရဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဝင်မပါခြင်းကြဘူးအထူးသဖြင့်အခြေအနေကိုအပြည့်အစုံမသိသေးတဲ့အခါမှာပေါ့ဒါပေမဲ့သူတို့ရဲ့မျက်နှာအမူအရာတွေကတော့စိတ်မသက်မသာဖြစ်နေတာကို ရှင်းရှင်းလင်းလင်းပြသနေတယ်တခုခုမားနေပြီဆိုတာသူတို့သိတယ်ဘာလို့ရေနဲ့ပတ်တာလဲဒါမှမဟုတ် အမျိုးသမီးကပြန်မခုခံတာကိုဘာလို့အဲ့ဒီလိုလုပ်တာလဲဆိုတဲ့တီတိုစကားတန်တွေကြားနေရတဲ့အသက်လက်ပိုင်းရွယ်ဦးလေးကြီးတယောက်ကသူ့ဖုန်းကကင်မရာခလုတ်ကိုတတိနဲ့နှိပ်နေပြီးသူ့မျက်နှာတိတ်မပေါ်အောင်တတိထားနေတယ်။မာတော့လူငယ်နှစ်ယောက်ကတစ်ပင်တပင်ရဲ့နောက်ွယ်ကနေတိတ်တိတ်လေးဓက်ပုံရိုက်နေကြတယ်။အမြင်မခံကျင်ပေမဲ့တက်တေအထောက်ထားကိုတော့လက်လို့မခံကျင်ဘူး။အခြေအနေက ထူးဆန်းလာတဲ့တစ်ဖက်မှာတော့ရှင်းလင်းနဲ့မတရားမှုရှိနေတယ်မှာတော့ယူနီဖောင်းဝတ်အမျိုးသား၃ယောက်ကသူတို့ကိုဘယ်သူမှမတားဆီးနိုင်ဘူးဆိုတဲ့ပုံစံနဲ့ဆက်ပြီးပြုမှုနေကြတယ်တသက်ဝေကတော့စတီယာရင်နောက်မှာ ထိုင်နေသေးပဲသူမရဲ့ခန္ဓာကိုယ်ကဆိုရွှဲနေတယ် ပင်ကနေရေဆက်တွေကလေပင်နဲ့ပခုံးပေါ်ကိုကျနေတယ်။သူမဟာလူအုပ်ကိုစကားတခွန်းမှမပြောဘဲလှည့်ကြည့်လိုက်တယ်။သူမရဲ့အကြည့်တွေကပြောင်းလဲသွားတယ်။ဒေါသထွက်တာမဟုတ်ဘဲအကဲဖြတ်နေတာဒီအခြေအနေကသူမရဲ့ထိန်ချုပ်မှုအောက်ကနေလွတ်ထွက်သွားပြီဆိုတာသူမသိတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာပဲအလှည့်ပြောင်းက စတင်တော့မှတသက်ဝေရဲ့သပင်ဖြားကနေရေရီဆက်ဆက်ကျနေချိန်မှာပဲသူမဟာကားတကားကိုဖြည်းဖြည်းချင်းဖြွင့်လိုက်တယ်။ သူမရဲ့လှူရှာမှုကနှေးကွေးပေမဲ့တီးကြတယ်တုံရင်မှုမရှိဘူးထိလန့်တဲ့အမှုအရာမရှိဘူးသူမဟာအကျင့်ပြည့်ရဲ့၃ရောက်ရဲ့ရှေ့မှာ မတက်ရက်လိုက်တဲ့အခါမှာတော့သူမရဲ့ခန္ဓာကိုယ်ကဆိုးရွှဲနေသေးပဲအရေပြားနဲ့ကပ်နေတဲ့ကောင်းကင်ပြားရောင်တီရှက်ကသူမခံခဲ့ရတဲ့ဆက်ဆံမှုကအတိုင်းတာတစ်ခုကိုကြော်လွန်သွားပြီဆိုတာကို ရှင်းရှင်းလင်းလင်းပြသနေတယ်သူမရဲ့ဘဲဘက်ပါးကတော့စောစောကြိုက်ချက်ကြောင့်နေရဲနေသေးပဲ ဒါပေမဲ့အထင်ရှားဆုံးကတော့သူမရဲ့မျက်လုံးကြည့်ပဲအေးဆက်တယ်စူးရတယ်ပြီးတော့တုံဆိုင်မှုမရှိဘူးယူနီဖောင်းဝတ်အမျိုးသား၃ယောက်ကခဏတာတွေဝေသွားကြတယ်သူတို့အားနေတယ်လို့ထင်ထားတဲ့အမျိုးသမီးကစကားတခွန်းမှမပြောပဲမျက်ရည်မကျပဲကြောက်ရွံ့မှုမရှိပဲကားထဲကနေဆင်းလာလိမ့်မယ်လို့သူတို့မထင်ထားခဲ့ဘူးထင်နေတသက်ဝေကသူတို့ရှေ့မှာမမမမရက်နေတယ်သူမရဲ့ပခုံးတွေက ပေါ်ပါနေပြီးမေးစေးကအနှဲငယ်မော့နေတယ် ဒါကရဲရင်ချင်းရောင်ဆောင်တာမဟုတ်ဘူးဖီအားတွေကိုရင်ဆိုင်နေကြလူတယောက်ရဲ့အမူအရာဖြစ်ပြီးဒီတစ်ခါမှာတော့သူမရဲ့တီးခန့်နိုင်စွမ်းကအဆုံးစွန်ကိုရောက်သွားခဲ့ပြီးစောစောကပားရိုက်ခဲ့တဲ့မျိုးထက်ကတော့အခုတော့တဝက်တပြက်တွေဝေနေတဲ့တဝက်တပြက်စိန်ခေါ်နေတဲ့အမူအရာနဲ့ရက်နေတယ်သူကတကယ်ချင်းချောက်ခံရတယ်လို့မခံစားရသေးဘူးဗကြော်နဲ့အောင်မင်းကတော့အနှဲငယ်တုံဆိုင်မှုပြလာကြတယ် သူတို့နောက်ကလူအုပ်ကပိုပြီးများလာတဲ့ဖုန်းတွေကနေဗီဒီယိုရိုက်ကူးနေတဲ့အတန်တွေက ပိုပြီးကြဲလောင်လာတဲ့အားလုံးရဲ့မျက်လုံးတွေကတနေရာတဲကိုပဲစူးစိုက်ကြည့်နေကြတယ်။အခုတော့ဆိုရှယ်ပြီးတိတ်ဆိတ်စွာရက်နေတဲ့မျိုးသမီးငယ်တယောက်စီကိုပေါ့ဒါပေမဲ့သူမစီကနေထွက်ပေါ်လာတဲ့ဩဇာအာဏာကပဝင်းကျင်ကအခြေအနေကိုဖြည်းဖြည်းချင်းပြောင်းလဲစေခဲ့တယ်။တသက်ဝေရဲ့မျက်နာကတာမန်ရဲ့သူတယောက်လိုမဟုတ်တော့ဘူး။ ူမရဲ့မေယိုးက တင်းမာနေတဲ့မျက်လုံးတွေကရှောင်လွဲမသွားဘူး။သူမရဲ့ရက်တီပုံကအနီးအနားကလူတွေကို အလိုလိုအတန်တိတ် သွားစေတယ်။သူမရဲ့စီးကိုကြော်လွန်သွားပြီဆိုတာကို ပြသဖို့အတန်ကျဲကျဲနဲ့ပြောစရာမလိုဘူး။သူမရဲ့ပါဇက်ကနေစကားတခွန်းမှမထွက်လာသေးပေမဲ့ကြီးမားတဲ့အရာတစ်ခုဖြစ်တော့မယ်ဆိုတာကိုလူတိုင်းခံစားမိနေကြတယ်။တတက်ဝေရဲ့ညာဘက်လက်ကသူမရဲ့ကိုရှေ့ကို ဖြည်းဖြည်းချင်းဖြတ်သွားပြီးအစကတည်းက သူမရဲ့ပခုံးမှာလွှဲထားတဲ့အနက်ရောင်လွဲအိတ်ငယ်လေးရဲ့စစ်ကိုဖြွင့်လိုက်တယ်။သူမရဲ့လှူရှားမှုကအလင်းမလိုပေမဲ့ရှင်းလင်းနဲ့ရွယ်ချက်ရှိတဲ့ပဝင်းကျင်ကလေးတို့ကအသက်ရှူတန်တွေတောင်ရက်တန့်သွားသလိုပဲအော်ဟစ်တန်မရှိဘူးတတိပေးတန်မရှိဘူးအခြေအနေကလုံးဝပြောင်းလဲသွားပြီဆိုတာကိုတတိပြုမိလာတဲ့လူအချို့စီကနေတပြင်းချတန်တဲ့တဲ့သာ ကြားနေရတယ်။အဲ့ဒီအိတ်ထဲကနေတတက်ဝေကတက်မတော်သုံးမှ ငါးပစ္စတိုတလက်ကို ဆွဲထုတ်လိုက်တယ်။အဲ့ဒီတနက်ကအနက်ရောင်ဖြစ်ပြီးနေ့လယ်ခင်းနေရောင်အောင်မှာမမလင်းရောင်ပြန်နေတယ်။သူမရဲ့လက်ကတနက်ကိုတုံရင်မှုမရှိပဲမြင်းမြေးကင်ထားတယ်။အဲ့ဒီလက်နက်ကကရိယာတစ်ခုတတ်တတ်မဟုတ်ဘူး။ ဒါဟာသူမရဲ့အထောက်အထားပဲသူမဟာအချင်းပြက်ရဲ၃ယောက်ကအစကတည်းကထင်ထားသလိုတာမန်အမျိုးသမီးတယောက်မဟုတ်ဘူးဆိုတဲ့သက်သေပဲသူတို့၃ယောက်ကချက်ချင်းပဲတောင့်တင်းသွားကြတယ်တသက်ဝေနဲ့အနည်းဆုံးမှရှိနေတဲ့ရဲဒုတကြက်မျိုးထက်ကအလိုလိုနောက်ကို ခြေလန်းနှလန်းဆုပ်လိုက်ပြီးသူ့မျက်လုံးတွေက ပြူးကျယ်လာကပါးစပ်ကအတန်မထွက်ပဲဟတ်နေတယ် အောင်မင်းကတော့သူ့နေရာမှာပဲတောင်တင်းစွာရက်နေတယ်အစကတည်းကဒီကစားပွဲကိုဥဆောင်နေတဲ့ဘကြော်ကတော့အခုတော့စိတ်ထင်းချုံနိုင်စွမ်းကိုစတင်ဆုံးရှုံးလာတယ်အရင်ကဖိအားပေးနေတဲ့သူ့မျက်နာက အခုတော့ဖြူလျှော့သွားတယ်သူ့နှုတ်ခမ်းတွေက စကားပြောကျင်သလိုလှုပ်ရှားနေပေမဲ့စကလုံးတစ်လုံးမှထွက်မလာဘူးတနက်ကိုဖြစ်ကတဆမ်းမချိန်ရထားဘူးတတက်ဝေကတင်နက်ကိုအနှဲငယ်အောက်ဆိုင်ထားပေမဲ့အစ်င့်နေထားမှာပဲရှိနေတယ် ဒါကသူမဟာတနက်ကိုဘလို့တုံးရမလဲဆိုတာသိရပြီးတော့သူမဟာနောက်ပြောင်နေတာမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတယ်။နောက်ကနေကြည့်နေတဲ့လူအုပ်ကနောက်ကိုစတင်ဆုတ်ခွာသွားကြတယ်။တချို့ကသူတို့ရဲ့ဖုန်းတွေကိုဖြည်းဖြည်းချင်းချလိုက်ကြပြီးသူတို့ကြည့်နေတဲ့မြင်ကွင်းကတာမန်လက်စားမှုဒါမှမဟုတ်အစိုးရဝန်ထမ်းအကြံဖတ်မှုမဟုတ်တော့ဘူးဆိုတာကိုသတိပြုမိသွားကြတယ်။ ဒါဟာဥပဒေနဲ့စစ်ပတ်ဆိုင်ရာနယ်ပယ်ကို ထိပါသွားခဲ့ပြီးသူမရဲ့အကြည့်ကိုသူတို့သုံးယောက်စီကနေမလွဲပဲတတက်ဝေကရှေ့ကိုတိုးလာပြီး အစကတည်းကအရန်လိုဆုံးအတန်အကျယ်ဆုံးနဲ့ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုပထမဆုံးအသုံးပြုခဲ့တဲ့ရဲဒုတက်ကျမျိုးထက်စီကိုတဲ့တဲ့လျှောက်သွားတယ်။သူမကလက်တစ်ဖက်နဲ့သူ့ရဲ့ယူနီဖောင်းကိုဆွဲကင်ပြီးသူ့ရဲ့ကိုယ်ကိုသူမရဲ့အဝါရောင်ကားဖုံးပေါ်ကိုပြင်းပြင်းထန်ထန်တွန်းချလိုက်တယ်။ မျိုးထက်ရဲ့ကြောကကားဖုံးရဲ့ပူလောင်နေတဲ့တတုနဲ့စောင့်မိသွားတယ်။သူ့ကိုယ်ကရိုင်သွားပြီးသူ့လက်ဖဝါးနှစ်ဖက်နဲ့ကားမျက်နှာပြင်ပေါ်မှာအလိုလိုထောက်လိုက်တဲ့တသက်ဝေရဲ့ညာဘက်လက်မှာကင်ထားတဲ့မန်း၅ပစ္စတိုကအခုတော့မျိုးထက်ရဲ့မျက်နှာနဲ့စင်တီမီတာအနည်းငယ်အကွာမှာပဲရှိတော့တယ်။တနက်ပြောင်းဝါကသူ့နှာခေါင်းကိုတက်တဲချိန်ထားတာကြောင့်သူ့အသက်ရှူတန်တွေကမြန်ဆန်လာတယ်။ မျိုးထက်ရဲ့လက်တွေကတုံရင်လာပြီးဘာလို့ရမှန်းမသိဖြစ်နေတယ်သူကစကားပြောခြင်းနဲ့ရှင်းပြခြင်းနဲ့ခုခံကာကွယ်ခြင်းနဲ့ဒါပေမဲ့သူ့နှုတ်ခမ်းတွေကကုန်းပေါ်တင်ထားတဲ့ငါးတကောင်လိုအတန်မထွက်ပဲပွင့်လိုက်ပိတ်လိုက်ဖြစ်နေတယ်သူ့မှာဘာအာဏာမှမရှိတော့ဘူးရဲတက်ကြက်ပတ်ကြော်နဲ့ရဲတက်သားအောင်မင်းကတော့မီတာအနည်းငယ်အကွာမှာတောင်တင်းစွာရက်နေကြတယ်သူတို့တွေကတယောက်မှမလှုပ်ရဲဘူးသူတို့လုံနိုင်တာကတော့ သူတို့ရဲ့ကသူတို့ထင်ထားတဲ့တားကောင်ရဲ့လက်ထဲမှာလုံးဝထိမ့်ချုပ်ခံနေရတာကို ကြည်နေဖို့ပဲဗီဒီယိုရိုက်နေစေဖြစ်တဲ့လူအုပ်ကလည်းစိတ်ကိုထိမ့်ထားကြတယ်။စူညံတန်မရှိဘူး။ကြားနေရတာကမျိုးထက်ရဲ့တိုးတောင်းတဲ့အသက်ရှူတန်တွေနဲ့အဝေးကဖြတ်သွားတဲ့တခြားရင်တွေရဲ့အိပ်စောတန်တဲ့တဲ့ပဲ။တသက်ဝေကတော့တိတ်ဆိတ်နေစေပဲ။သူမရဲ့လက်ထဲကတနက်ကနည်းနည်းမှမတုံဘူး။သူမဟာ အော်ဟစ်မနေဘူး။ရိုက်နှက်မနေဘူး။ သူရှိကလူရဲ့မျက်လုံးတွေကိုတက်တက်စိုက်ကြည့်နေုံပဲဒါကြောင့်ပဲလေဒုတဲကတဲမှမှုက အရင်ကထပ်ပိုးပြီးပြင်းထန်လာသလိုခံစားရတယ်ဒါဟာစိတ်လွတ်ကိုလွတ်တော်သားထွက်တာမဟုတ်ဘူးဒါဟာဆုံးဖြတ်ချက်တစ်ခုပဲတနည်းရဲ့ရှိမှာတော့မျိုးထက်ပြသခဲ့တဲ့ရဲရင်ချင်းအောင်ဆောင်တဲ့မျက်နှဖုံးအလုံးကလုံးဝပြိုကျသွားခဲ့ပြီမျိုးထက်ကခေါင်းကိုအနှဲငယ်ငုံထားပြီးအသက်ရှူတန်တွေကပြက်တောင်းပြက်တောင်းဖြစ်ကမျက်နာကဖြူဖြော့လာတယ်သူက အဲ့ဒီချင်းချောက်မှုကဟန်ဆောင်တာတက်တက်ပဲဖြစ်ဖို့မျောလင့်နေတယ်။ဒါပေမဲ့တက်တက်ဝေကရှေ့ကိုတဝက်တိုးလာပြီးတနက်ပြောင်းကိုသူ့ပါဇက်နဲ့တဒန်းနဲ့ဖြစ်အောင်မြောင်းလိုက်တဲ့အခါမှာတော့အဲ့ဒီမျောလင့်ချက်ကချက်ချင်းပြိုကျသွားခဲ့တယ်။တစ်ချက်သေးနဲ့တနက်ပြောင်းက သူ့ပါဇက်သေးကိုဝင်သွားတယ်။အေးဆက်တယ်မာကြောတယ်ပြီးတော့ တကယ်စစ်အမှန်ပဲမျိုးထက်ကအလိုလိုတွန်းဖယ်ခြင်းပေမဲ့တတ်တဝေရဲ့လက်ကတနတ်ကိုသူ့ကိုကတောင်းတင်းသွားလောက်အောင်နက်နက်ဖိထားတယ်မျိုးထက်ရဲ့လက်တွေကအခုတော့ကားဘေးကိုစုပ်ကင်ထားတယ်သူ့နှုတ်ခမ်းတွေကတတုတနတ်ကိုထိန်းထားရင်ကြဲကြဲဖွင့်ထားတယ်မျက်လုံးတွေကကြောက်ရွံ့မှုအပြည့်နဲ့တစ်ဖြက်ဖြက်ခတ်နေတယ်သူ့လေချောင်းကနေရှုပ်ထွေးတဲ့အသက်ရှူတန်တဲ့တရွေးကိုအတင်းမျိုးချတန်ကလွဲပြီးတခြားအတန်မထွက်လာဘူး အစကတည်းကသူပြသခဲ့တဲ့ရဲရင်ချင်းရောင်ဆောင်မှုအားလုံးကအခုတော့လုံးဝပျောက်ကွယ်သွားခဲ့ပြီးသူကအစိုးရဝန်ထမ်းတယောက်နဲ့မတူတော့ဘူးအာနာရှိတယ်လို့ခန်းစားနေရတဲ့လူတယောက်နဲ့လည်းမတူတော့ဘူးထိတ်လန့်မှုရဲ့အစွန်းမှာရှိနေတဲ့ကူညီမဲ့မျိုးသားငယ်တယောက်သာဖြစ်နေတော့တယ်အဝေးကနေကြည့်နေတဲ့လူအချို့စီကနေတပြင်းချတဲ့တွေကျဲလောင်စွာထွက်ပေါ်လာတဲ့တချို့ကသူတို့ရိုက်ကူးနေတာက တာမန်ကြည့်ရှုစရာတစ်ခုဒါမှမဟုတ်ဥပဒေတက်တည်တစ်ခုအဖြစ်တတ်မှတ်လို့ရမရမသေးကြတော့တဲ့အတွက်ဖုန်းတွေကိုစတင်ချလိုက်ကြတယ်။အစကတည်းကစကားအများဆုံးပြောခဲ့တဲ့ဘကြော်တောင်တောင်တင်းစွာရက်နေုံသာတက်နိုင်တော့တယ်။သူမျက်နာက အခြေအနေကဒီလောက်မြင်မြန်ပြောင်းလဲသွားနိုင်နေဆိုတာကိုမယုံနိုင်သလိုတင်းမာနေတဲ့ အောင်မင်းလဲနင်းနေမှမလှုပ်ရဲဘူးသူ့မျက်လုံးတွေက သူတို့ရဲ့ပါဇက်ထဲမှာရှိနေတဲ့တနက်ကိုပဲစူးစိုက်ကြည့်နေတယ်တသက်ဝေကတော့စကားမပြောသေးဘူးစီးကိုကြော်လွန်သွားပြီဆိုတာကိုပြသဖို့စကလုံးတွေအများကြီးမလိုဘူးတနက်ပေါ်ကဖီအားကအနှဲငယ်တိုးလာတယ်ဒံရရစီဘူးမဟုတ်ပဲအခုဘသူကအခြေအနေကိုအပြည့်အဝထိန်းချုပ်ထားလဲဆိုတာကိုပြသဖို့လုံလောက်တယ်သူမရဲ့တိတ်ဆိတ်မှုနောက်ွယ်မှာတော့ ဒီအဖြစ်ပြည့်ရဲ့စကန့်တိုင်းကအဲ့ဒီနေရာမှာရှိနေတဲ့လူတိုင်းရဲ့အနေအထားကို ပြောင်းလဲစေခဲ့တယ်ဆိုတာသူမသိရဲ့အထူးသဖြင့်အာနာကို စိတ်ကြိုက်ကစားလို့ရတယ်လို့ထင်ထားတဲ့သူတွေအတွက်ပေါ့တင်းမာမှုကိုစကန့်အနည်းငယ်ကြာအောင်အမြင့်ဆုံးရောက်စေပြီးတဲ့နောက်မှာတော့တတဝေက သူမရဲ့တနက်ကိုမျိုးထက်ရဲ့ပါဇက်ကနေဖြည်းဖြည်းချင်းပြန်ဆွဲထုတ်လိုက်တယ် အဲ့ဒီလူကချက်ချင်းပဲကတရားလမ်းပေါ်ကိုထိုင်ကြသွားတယ်။သူ့ကြောကကားပန်ပါကိုမှီထားပြီးလက်တွေကတုံရင်တွေကအသက်ရှူတန်တွေက၆ကမ်းပါအစွန်းကနေလွမြောက်လာခါဆလူတယောက်လိုပြက်တောင်းနေတဲ့တသက်ဝေက သူတို့သုံးယောက်ရဲ့ရှေ့မှာမမမမရက်နေတယ်။သူမရဲ့လက်နက်ကအခုတော့အောက်ကိုချိန်ထားပေမဲ့ကင်ထားတဲ့လက်ကတော့မြဲမြံနေသေးပဲ။သူမကမလှုပ်သေးတဲ့ပကြော်နဲ့အောင်မင်းကိုစူးစိုက်ကြည့်လိုက်တယ်ပြီးတော့ တည်ငြိမ်ပေမဲ့ပဝန်းကျင်တစ်ခုလုံးကိုရှင်းရှင်းလင်းလင်းကြားနိုင်တဲ့အတန်နဲ့သူမကကျမကတက်မတော်မှာတာဝန်ထမ်းဆောင်နေတဲ့ဒုတိယတက်ကြကြီးတက်တက်ဝေအခုကျမခွင့်ယူထားချိန်မှာရှင်တို့ကနိုင်ငံတော်ရဲ့စစ်မှုထမ်းတယောက်ကိုတိုက်ခိုက်ခဲ့တာပဲလို့ပြောလိုက်တယ်။အဲ့ဒီစကလုံးတွေကြောင့်အချိန်ကရက်တန်သွားသလိုပဲဘာကျော်ကသူကြားလိုက်ရတာကိုမယုံနိုင်သလိုမျက်လုံးတွေကိုအချိန်ချင်းမိတ်လိုက်ဖွင့်လိုက်လုပ်နေတဲ့ အောင်မင်းကတော့ချက်ချင်းပဲခေါင်းငုံသွားတယ်သူ့မျက်နာကတင်းမာသွားတယ်အစကတည်းကဗီဒီယိုရိုက်နေတဲ့လူတွေလည်းတယောက်မျက်နာတယောက်ကြည့်လိုက်ကြတယ်တချို့ကတော့မျက်လုံးပြူးသွားကြတယ်ဆောဆောကတာမန်သားကောင်လို့ထင်ထားတဲ့အမျိုးသမီးငယ်ကတာဝန်ထမ်းဆောင်နေတဲ့စစ်တီတယောက်ဖြစ်နေလိမ့်မယ်လို့သူတို့မထင်ထားခဲ့ဘူးပြီးတော့တာမန်စစ်တီတယောက်မဟုတ်ဘူးဒုတိယတက်ကြည်ဆိုတဲ့ယာရူးက အောက်ခြေအဆင့်ဝန်ထမ်းနိုင်ကိုကြောက်ရွံ့စေဖို့လုံလောက်တဲ့တသက်ဝေကရှင်းပြချက်ကိုရှည်ရှည်ဝေးဝေးမပြောတော့ဘူး။သူမရဲ့အထောက်အထားကတတိပေးချက်တစ်ခုအနေနဲ့လုံလောက်တယ်ဆိုတာသူမသိတယ်။ သူမကအဲ့ဒီအချက်ကိုလူအများရှိမှတမင်ပြောခဲ့တာချင်းချောက်ဖို့မဟုတ်ပဲငင်းဆန်လို့မရတဲ့ဥပဒေနဲ့လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုတစ်ခုကိုဖန်တီးဖို့ပဲအခုတော့အချင်းပြည့်ရဲတွေကအရက်သားတယောက်ကိုအကြမ်းဖက်တဲ့တရားခံတသက်မဟုတ်တော့ဘူးသူတို့ဟာတာဝန်ထမ်းဆောင်နေတဲ့စစ်ဘက်အဖွဲ့ဝင်တယောက်ကိုတိုက်ခိုက်မှုကျူးလွန်ခဲ့တာဖြစ်ပြီးဒါကသူတို့အလွယ်တကူလွတ်မြောက်နိုင်မယ့်ကိစ္စမဟုတ်တော့ဘူးတင်းမာမှုအမြင့်ဆုံးရောက်ပြီး15မိနစ်လောက်အကြာမှာတော့ ကင်းလေကားနှစ်စီးကအနောက်ဘက်ကနေအရှိန်ပြင်းပြင်းနဲ့မောင်းနေလာတဲ့မီးလုံးတွေကနင်းနေပေမဲ့အောတန်တော့မမြည်ဘူးယူနီဖောင်းပြည့်စုံဝတ်ထားတဲ့ရဲအချို့ကကားထဲကနေအလျင်မြန်ထွက်လာကြတယ်လူအုပ်နဲ့အဝါရောင်ကားဘေးမှာလက်နက်ကင်ရက်နေတဲ့အမျိုးသမီးကိုမြင်တော့သူတို့မျက်နာတွေကတည်ကြည်နေတယ်ဒါပေမဲ့အခြေအနေကတော့ထိမ့်ချုပ်ထားပြီးသားဖြစ်နေပြီးအရာရှိတယောက်ကရှေ့တိုးလာပြီးလမ်းလယ်မှာရက်နေတဲ့သူက ဘသူလဲဆိုတာကိုချက်ချင်းမှတ်မိသွားတယ်တသက်ဝေက သူမရဲ့ဘောင်းဘီအိတ်ထဲကတတေခံကပြားကိုပြသရင်ညာဘက်လက်ကိုမြောက်ပြလိုက်တဲ့အခါမှာတော့သူ့မျက်လုံးကြည့်တွေကပြောင်းလဲသွားတယ်မိကွန်များများမမေးပဲအနည်းဆုံးရဲစခန်းကအရာရှိတွေကရဲတက်ကြပ်ဗကြောရဲတက်သားအောင်မင်းနဲ့ရဲဒုတက်ကြက်မျိုးထက်ကိုချက်ချင်းဖမ်းဆီးလိုက်တယ် သူတို့သုံးယောက်ကပြန်မခုခံဘူးသူတို့ကခေါင်းငုံထားပြီးတိတ်ဆိတ်စွာနဲ့ဘာမှပြန်မပြောရဲဘူးသူတို့မျက်နာတွေက အာနာနဲ့မာနာကိုမပြတ်တော့ဘူးဖုံးကွယ်လို့မရတဲ့ထိတ်လန့်မှုကိုသာပြတ်တနေတယ်ဗီဒီယိုတွေနဲ့လူလူတက်တွေတွေကတိုင်ကြားချက်အားလုံးကို ခိုင်မာစေတဲ့အတွက်လုပ်ငန်းစဉ်ကမြ мян ဆန်ဆန်ပြီးဆုံးသွားတယ်လူအချို့ကတော့သူတို့ရဲ့ဖုန်းကဗီဒီယိုတွေကိုတက်တွေအဖြစ်အရာရှိတွေစီကို စေတနာအလျောက်ပေးအပ်ခဲ့ကြတယ် အဲ့ဒီနေရာမှာပဲအချင်းချင်းစစ်ဆေးမေးမြန်းပြီးတက်တေခန်အပြည့်အစုံစစ်ဆေးပြီးတဲ့နောက်မှာတော့နေမြေကြီးကကကနအူးဆုံးဖြတ်ချက်ကိုချမှတ်လိုက်တယ်သူတို့၃ယောက်ကိုတာဝန်ကနေရစဲတယ်တာဝန်တွေကိုရုပ်သိမ်းတယ်ပြီးတော့ကင်းလေကားတဲ့ကိုထဲ့ခေါ်သွားတယ်အုတ်ချုပ်ရေးဆိုင်ရာထုတ်ပယ်မှုကလုပ်ငန်းစဉ်လိုအပ်ပေမဲ့အဲ့ဒီနေ့ကဒေတာဆိုင်ရာရဲတပ်ဖွဲ့ရဲ့ပြက်သားတဲ့သဘောထားကတခုရဲသောအရာကိုညွန်ပြနေတယ်ခုခံကာကွယ်ဖို့အတွက်နေရာမရှိတော့ဘူးဆိုတာပဲ ကျူးလွန်ခဲ့တဲ့ပြစ်မှုက ပြင်းထန်တဲ့ရာဇဝတ်မှုနယ်ပယ်တွေကိုဝင်ရောက်သွားခဲ့ပြီးကင်းလေကားကအချင်းပြက်ရဲ၃ယောက်ကိုခေါ်ဆောင်သွားတဲ့အခါမှာတော့စုယုံနေစေဖြစ်တဲ့လူအုပ်ကလမ်းဖယ်ပေးလိုက်ကြတယ်အားပေးတန်မရှိဘူးလက်ခုပ်တန်မရှိဘူးအတိတ်ပဲပြေးွားတဲ့ဆူရှတဲ့အကြည့်တွေနဲ့တိတ်ဆိတ်မှုသာရှိနေတယ်လူအချို့ကတတ်တတ်ဝေဘက်ကိုလှည့်ပြီးခေါင်းညှိပြကြတယ် အဲ့ဒီနေ့လေခင်းမှာယူနီဖောင်းမပါပခုံးပေါ်မှာအဆင်မပါပဲဥပဒေစိုးမိုးရေးကိုထိမ့်သိမ်းရမယ့်သူတွေကချိုးပေါက်နေချိန်မှာဥပဒေကိုပြန်လဲတည်ဆောက်နိုင်ခဲ့တဲ့အမျိုးသမီးတယောက်ကိုစကလုံးမပါပဲဂုံပြူလိုက်ကြတာပဲဟုတ်တယ်အဆုံးမှာတော့ဥပဒေဟာအမြဲတမ်းအနိုင်ရမှာပဲ